ဘုံကြီးကတင်ကြကုန်သွားတဲ့အချိန်မှာလူနာအသက်ရှင်နေပြီအဲ့လိုပြောဒီကလူပြတရားမှမယုံကြဘူးအေးပါအေးပါဘုံကြီးပြင့်ပြီးကုန်ပြီလေပြီးတော့ဘုံကြီးဘုံကြီးလည်းပြင့်သွားပြီတရားနာပြီအဲ့ဘုံမှာတော့တရားနာပြီးသွားတရားနာပြီပြီသူ့ကိုကျမကဗမာကျမယွန်သွားလဲဆိုတော့အကောင်မလေးတယောက်နဲ့လမ်းမှာတွေ့ရအကောင်မလေးက ။ဗာလဲဆိုတော့ဒီကောင်မလေးက20ကျော်လေးပါပေါ့သားသမီးအရွယ်လေးသူ့ကိုကောင်လေးကရီးစားဟန်ဆောင်ပြီးတော့ချင်းနေချင်းပြီးတော့သူ့ဖုန်းကိုယူပြီးတော့ထွက်ပြေးသွားတာပေါ့နော်။အားလုံးပဲမင်္ဂလာပါဇင်လေးရဲ့ YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရရှင်။အခုဇင်လေးတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ DBU file က NDE ရဲ့တူကနော်ဒါတီရွာကနေပြီးတော့နော်မတီဘဲနဲ့ပြန်ရှင်လာတာရှင်။သူ့ရဲ့ရက်လက်အတွက်တရားရီပိုင်တောင်မှနာပြီးပြီတယ်နော်။ဘလောက်တောင်မှထူးဆန်းလဲနော်။ဒါကို NDG ကနော်ပြောပြလာတဲ့ဗီဒီယိုဖိုင်လေးကိုလည်းအတူတူနားထောင်ကြည့်လိုက်ကြရအောင်ရှင်။ အာမင်္ဂလာပါအာဟိုကိတ်ရင်လားပမာလားကိတ်ရင်နော်အမုနာမည်ဘယ်လိုခေါ်လဲနာမည်ဒေါ်ဝင်းလို့ခေါ်တယ်ဒေါ်ဝင်းနော်အခုဆုံးသွားတာဘယ်သူလဲဘာအတော်လဲမသိတူတူလေး तू ကဘယ်လိုဘယ်လိုဆုံးသွားတယ်လို့ဘယ်လိုဘာယောဂဖြစ်လဲဘာယောဂမှာအောက်ဆီဂျင်ပြတ်တယ်အဲ့လိုလားအောက်ဆီဂျင်ပြတ်တာလည်းမဟုတ်သူပြောတာဘာဓမ္မတော်ကတော့ဘာယောဂရဲ့လို့ကူလည်းမသိဘူးဆေးရုံမှာပေါ့အဲ့လိုဆေးရုံမှာဘာဓမ္မတော်ကတောင်းဟာစေကန်းကိုပြတယ်ပြတဲ့ခါကျတော့မရလို့ဆေးရုံကြီးပြန်ပို့တယ်ဟုတ်ကဲ့ပြန်ပို့တဲ့ခါကျတော့သူပြောဟိုရောက်တော့ သူကအခြေအနေမကောင်းဘူးအခြေအနေမကောင်းတဲ့ခါကျတော့ဟုတ်ကဲ့သူတို့ပြောတာဒီနောက်ဆုံးတက်မှသူတို့ပြောတာပါလေငက်ပြားသွေးထွက်ဟုတ်ကဲ့ငက်ပြားသွေးထွက်ပြောပြီးတော့သူပြောတယ်ဟိုနေသွေးလုံးတောက်ကွေသွေးလုံးတောက်ကွေအဟုတ်ပြီအဲ့ဒါပြောပြီးလို့ကြည့်သူတို့ပြောတယ်မရတော့ဘူးမရတော့ဘူးဟုတ်ပြီမရတော့အဲ့ဒါကိုပုကိုလည်းပါတယ်ဘာကိုပုကိုလည်းပြောလိုက်တယ်သူ့အဖေကလည်းပြောတာလေကိုသွားမေးတော့လည်းဒီလိုပဲသူပြောတယ်ပြောတဲ့ခါကျတော့ပြောတယ်ဒီနောက်ဆုံးအခါနောက်ဆုံးအခါသွားမေးတဲ့ခါကျတော့ သူပြောကိုမေးတာပေါ့နော်အခြေအနေဘယ်လိုရှိလဲအကြောက်อ่ะရအောင်မလားမရတော့ဘူးလားအသက်ကသူပြောတယ်မရတော့ဘူးလေဒီအိုဆီဂျင်ထုတ်လို့ရှိရင်ဒီအိုဆီဂျင်ထုတ်လို့ရှိရင်အသက်မရှိတော့ဘူးဩဒါထုတ်လိုက်ရင်သူသိမယ်အဲ့လိုပြောင်းပြောတယ်အေးအဲ့ဒါဆိုလို့ရှိရင်သိမယ်ဆိုလို့ရှိရင်ဒီကလေးကိုထုတ်ပုံနေထုတ်လိုက်တော့ပေါ့ထုတ်လိုက်တော့ပေါ့မခုထော်လမန်လေအဲမခုထော်လမန်ဆိုတာသူပြောတယ်ထုတ်လိုက်ပေါ့ထုတ်ပြီးလို့ရှိရင်ဒီမှာအခက်မယ်ရမလားရတယ်သူပြောအဲ့ဒါဆိုလို့ရှိရင်၃ရက်စာ၁၀ရက်နေ့အင်္ဂါနေ့ကြာလို့ရှိရင်လာထုတ်ပြီးတော့ဟို ရွာမှာပြန်ပြီးတော့မီးရှို့မယ်။အော်ဟုတ်ပြီဟုတ်ပြီ။အင်းအဲ့လိုမျိုးโอเคသူပြောတယ်ရတယ်။အခုကသုံးပြီဆိုပြီးတော့ပြောလိုက်တော့ပေါ့။ဆုံးမတော်တယ်မပြောသူပြောတယ်မရတော့ဘူးသူကပြောတယ်မရတော့အဲ့ဒါအမှုရေကတက်တယ်ထည့်လိုက်ပြီလားမထည့်ဘူးထည့်ဘူးလားအဲ့ဒါတက်ယူလာတယ်ထည့်ဆိုတာကိုကကိုကပြောတာအဲ့ဒါအောက်ဆီဂျင်ဖြုတ်ပြီးလို့ရှိအေးအေးတိုက်တဲ့ကိုထည့်ပေးပါဟုတ်3ရက်နေ့ပြည့်လို့3ရက်ပြည့်လို့ရှိရင်လာယူပြီးတော့ဒီမှာမိလာရှုပ်မယ်ကိုကအဲ့လိုပြောခဲ့ကိုကလည်းဘာမှပြောသူလည်းကိုယ်လက်မမရကိုလည်းလက်မထပ်မထိုးကိုလည်းပြန်လာလိုက်တာပေါ့ပြန်လာတော့ပြန်စင်စင်တာပေါ့ဒီမှာအသက်ပြန်ရှင်လာ မတိကိုပြန်သူတို့အောက်ဆီဂျင်မပြောက်လို့ပြမှာဗောတဘေးပြင်းနေပဲသွေးပဲပြန်လာလို့သွေးနဲ့လေနဲ့ညှိပြီးတော့ပြန်လာအသက်ပြန်ဝင်တာကိုလည်းမသိအတူတူကမမတိမတိဂျင်သေးလို့ကပြန်ဝင်လာတော့ဗောအဲ့ဒါဒီနေ့သွားတဲ့ခါကျတော့လူသေးသွားထုတ်မယ်ဗောအင်းသွားတော့ကို့ဖက်ကားပါကိုကခေါ်ပါတယ်ခေါ်ပါတဲ့ခါကျတော့ကိုမသွားကြည့်တော့နိုင်ကြောက်နာမယ်မရှိဘူးဟင်မရှိအတော့အသေးတိုင်းမှလည်းမရှိဘူးအသေးတိုင်းမှနာမည်မရှိဘူးလေခေါ့ဘူးနိုင်ကြောက်နာမည်မရှိဘူးအတော်သူပြောတယ်ဟဲ့ ြောထားတယ်လေဒီမှာဒီအေးတိုက်တဲမှာလာထားဘူးပေါ့နော်ကိုပြောထားတယ်ပြောထားတဲ့ခါကျတော့သူပြောတာနာမည်မရှိအတော်တစ်ချက်သွားကြည့်တယ်သူပြောတယ်အင်းသွားကြည့်တော့သွားကြည့်တာပေါ့မေးကြည့်တဲ့ခါကျတော့ပြောတယ်နိုင်ကြောက်ဘလို့ဖြစ်လဲအသေးတိုင်းမှာအခအခအခလိုက်တာဘာလို့အသေးတိုင်းမှာမရှိတာလဲကိုမေးတဲ့ခါကျတော့မသေးဘူးတဲ့6ထမှာတဲ့ဩ6ထမှာသူကကိုလဲဘလို့ပြောမှာကွယ် နရွေးတွေကြီးကောင်းတွေကြီးရင်မှဒင်း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 ဖြစ်ပြီးတော့မျက်ရည်မျက်ခွဲတွေကြကမကနတရားဖားအပေါ်တက်ပြီးတော့သွားမိတာအဟုတ်ပဲအခရောက်ရှိအော်ဒီအကူနဲ့သွားပါလားဒီအကူနဲ့မနက်မနက်မနက်ကဒီအကူနဲ့သွားတာမဟုတ်ဘူးဆရာပူတာနဲ့သွားတာဩဆရာပူတာနဲ့ဆရာပူတာနဲ့သွားတာအဲ့ဒါနေ့ရက်ကအပေါ်ညချင်းနေပြီလို့ရှိလားမသိ ကောင်းပါအခုဒီတိုးတွေပါလက်တွေပါအကုန်လုံးဖြုတ်ထားလိုက်ဟောတတိယပြီလားတတိယပြီနောက်သူ့အမေနဲ့ပြီးတွေ့ရခါကြတော့နောက်တစ်ခါပြန်တစ်ခါပြန်သွားသေးတယ်မသေးကြလို့တစ်ခါတကြီးကားနဲ့ခေါ်ဘူးတစ်ခါပြန်သွားတယ်ပြန်သွားတော့ဘလို့အချိန်နေရှိလဲပေါ့ဟုတ်ကဲ့လားသူတရားလူပြတရားမှမယုံကြဘူးအေးပါအေးပါဘုံနေပြင့်ပြီးကုန်ပြီလေပြီးတော့ဘုံကြီးဘုံကြီးလည်းပြင့်သွားပြီတရားနာပြီအဲ့အဲ့ပေါ်မှာတရားနာပြီးသွားတရားနာပြီးပြီဘယ်လိုမှအပြည့်ဆုံးလို့လေဘယ်လိုမှထောက်တာအဲ့မှာတရားနာမယ်ဘယ်လိုမှဖောက်ဖောက်ထောက်မှသိတာဩတရားနာပြီး မူလတိကလည်းကိုပါကောတရားလည်းနာပြီဘုံကြီးလည်းပြီ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 ကိုကအဲ့မူလတိကကိုကပါခေါ်ပြီးတော့အလောင်းပါထဲမယ်ဗောထဲပြီးဒီမှာမိလာရှုံးမယ်အလှအတန်းနေလဲလောက်ပြီးွားပြီးကိုဖုံးတော်သေးတာမှဖုံးရဖုံးကိုနေတရားမရောက်သေးလို့ရောတော့ပဲကားပေါ်တက်လေပြီကားပေါ်တက်ရောဘုံကြီးကတင်ကြံကုန်းသွားတဲ့အချိန်မှာလူနာအသက်ရှင်နေပြီအဲ့လိုပြင်းတယ်ဟုတ်ကဲ့မသွားသေးဘူးလေတရားတော့နာပြီးွားပြီးတရားတော့နာပြီးွားပြီးအလောင်းပွားယူမယ်ဆိုပြီးတော့ ဒီမှာဖုံးရတရားဟောတော့ဟုတ်တရားဟောနေကိုကထွက်သွားတယ်တရားဟောပြီးမှာဖုံးကိုကအပြီးဆိုပြီးတော့အိမ်မှာတရားနာဟောကလုံးအဲအဲလိုတော့ဗျအဲ့ချိန်မလို့ဖုန်းမဆက်လဲကျွန်တော်တက်ပုံရိုက်မလို့အဲ့ချိန်မမသိပါဘူးအဲ့ပြောင်းလိုက်ပါ Okay okay အဲ့ဆိုလဲအဲ့အဲ့တရင်လေးကြားလို့လည်းမေးတာပါဘာမှမဟုတ်ကျွန်တော်ကဒီမဆောက်မဆောက်တရင်လာကိုလည်းဝင်းတာတာပေါ့နော်ကုတူလေးအသက်ပြန်ရတယ်ဆိုတော့ကိုလည်းဝင်းတာ ဘလောက်တောင်မှအောင်အဖို့ကောင်းလိုက်လဲနော်သူ့ရဲ့တိမက်ကံပါမလာသေးဘူးနော်တိနေမရှိသေးဘူးလို့ပဲပြောရမယ်ရှင်နောက်ထပ်ဗီဒီယိုဖိုင်မှာဆိုလို့ရှင်လေဒီအမားတယောက်ကနော်သူ့ရဲ့တငယ်ချင်းကနော်သူ့ပေါ်မှာဘလောက်ထိနှိမ်ခဲ့ကြအောင်နော်ရင်ဖွင့်လာသေးရဲ့ရှင်ဒီဗီဒီယိုဖိုင်လေးကိုလည်းဆက်ပြီးတော့နားထောင်ကြည့်လိုက်ကြရအောင်နော်ကိုကိုကိုပိတ်လောင်သွားတဲ့လူတယောက်အကြောင်းကိုပြောပြမယ်ကျမတငယ်ချင်းတွေတည်းကတယောက်ကိုအမေတငယ်ချင်းသူဆိုလို့ရှိရင်ကွာတရားစခန်းကြီးအရန်ဝင်နေ ပုံကြီးတွေကိုလည်းလှူတယ်။အလူတန်းတွေလည်းလှူတယ်ကွာအဲ့လိုမျိုးပေါ့နော်။နောက်ဘာဘာညာသင်တန်းတွေကိုလည်းတက်တယ်ဗုဒ္ဓဘာသာသင်တန်းတွေပါသူတက်တယ်ပေါ့နော်။လူလည်းလှူတယ်အဲ့လိုမျိုးကြီးပေါ့။အဲ့လိုဆိုတော့အဲ့နဲ့သူ့ကိုကျမကဗမာကျမယွန်သွားလဲဆိုတော့နေနေကြတော့သူနဲ့ကျမနဲ့လမ်းလျှောက်လာတယ်။လမ်းလျှောက်လာတဲ့အခါကျတော့ကျမရဲ့ဖုန်းကဒီအခုကင်နေတဲ့ဖုန်းလောက်မော်ဒယ်မမြင်ဘူးကွာအဲ့တော့ကဆိုတော့ကျမကလူဖုန်းလေးပါလေလမ်းမှာတိတ်ပြောလေးပြောထားမှရှိကျမအိတ်ထဲမှာထည့်ထားတယ်။ तू ကအနေနဲ့ဖုန်းကင်ပြီးတော့သူ့ဘဲနဲ့ ဘဲနဲ့အများနဲ့ဖုန်းပြောတယ်ကွာသူ့နောက်ဖုန်းပြောတာသူ့ပဲဆိုတော့သူကကင်ထားအဲ့ချိန်မှာကောင်မလေးတယောက်နဲ့လမ်းမှာတွေ့ရတယ်အဲ့ကောင်မလေးကဘာလဲဆိုတော့ဒီကောင်မလေးက20ကျော်လေးပါကိုသားသမီးအရွယ်လေးသူ့ကိုကောင်လေးကရီးစားဟန်ဆောင်ပြီးတော့ချိန်နေချိန်ပြီးတော့သူ့ဖုန်းကိုယူပြီးတော့ဖတ်ပြီးသွားတာပေါ့နော်အဲ့ဒါနဲ့အလေဖုန်းလိန်ခံလိုက်ရတာပေါ့အဲ့ဒါနဲ့အဲ့ကောင်မလေးကအန်တီတဲ့သမီးအန်တီတဲ့သမီးကိုအဲ့ဖုန်းလေးခေါ်ပေးပါလို့ပြောတဲ့အချိန်မှာကျမတငယ်ချင်းကသူကင်ထားတဲ့ဖုန်းကိုကင်ထားပြီးတော့ကျမကိုအိတ်ထဲကနေ အိတ်ထဲကနေမမအိတ်ထဲကနေယူပြီးတော့မိုက်ထဲကဖုန်းကိုယူပြီးတော့ပေးလိုက်လေအဲ့လိုခေါ်ပေးလိုက်တယ်အဲ့လိုပြောတဲ့ချိန်မှာကျမဒီကောင်မကိုပြုံးပြီးတော့ကြည့်တယ်သိလားပြုံးပြီးတော့ကြည့်တယ်ဘာလဲဆိုယွန်သွားတာအဲ့ဒါမဲ့ကျမကယူယူလိုက်ပါတယ်ယူပြီးတော့ယူပြီးတော့ကောင်မလေးကိုဖုန်းခေါ်ပေးလိုက်တယ်ဟိုပါပေါ့နော်စပီကာဖွင့်ပြီးတော့ခေါ်တော့ဖုန်းကမကင်တော့အဲ့တော့နဲ့တမီး သမီးကိုလည်းလိန်သွားပြီအဲ့တော့ဒါပေမဲ့ကျမ AC ပဲကျမသွေးအေးအေးနဲ့ပဲသမီးသမီးကိုလိန်သွားပြီအဲ့တော့သမီးတက်စီနှာပြီးတော့အိမ်ကိုပြန်ပြီးမိဘတွေကိုဖွင့်ပြောဒါကသမီးဘဝမှာတင်ငန်းစာပဲပါညာကလေးကိုကျမ motivation ရအောင်လို့ပေါ့နော်ခွန်အားပေးလိုက်တယ်လူဆိုတာဒီလိုပဲမှားတတ်တယ်ကိုကမှားတာမဟုတ်ဘူးသူများကလာမှားတာပေါ့နော်ပါညာကပြောလိုက်တော့ပြီးတော့ကျမပြန်လာတဲ့ချိန်မှာကျမဒါပေမဲ့အဲ့ဒီ ကျမတငယ်ချင်းကိုကျမဘက်တော့မှနေတာလောက်တာအောင်ငါမကျင်းနဲ့ဘူးလို့အဲ့တော့ဘာလဲဆိုဒီလိုမိန်းမဟာဒီလိုတငယ်ချင်းဟာအသက်အန္တရာယ်ရှိရင်ကိုယ်ကိုထိုးချမှာဟုတ်တယ်နော်ကျမအမြဲတမ်းသူ့ကိုလေးစတာမဟုတ်ဘူးကျမပေါ်တင်ပြောတယ်သူ့ကိုကျမ view size ရအကြောင်းမရှိဘူး သူ့ကိုကျမတခါတလေကြာရင်တိခန့်လိုက်တယ်ပေါ့နော်ဆိုတာဘာလဲဆိုအော် तू ကငါ့လောက်မှပညာမတက်တာငါ့လောက်မှ background မကောင်းတာငါ့လောက်မှရုံမလှတာတနာပါတယ်ဆိုရင်စိတ်နေဒါပေမဲ့တချို့လူတွေကအဲ့လိုတနာလို့မရဘူးဘာလဲဆိုတော့အဲ့လိုပေါ့လူလေအကွက်သူညံနေလို့လောက်တာလေဆိုတော့ तू အဲ့လိုမျိုးလောက်လိုက်တာကဘာဖြစ်သွားလဲဆိုတော့ကျမကို तू ဆုံးရှုံးသွားတယ်လေကျမတို့ကမပတ်သက်တော့ဘူးဟိုသူကတော့အမှန်မရှိဘူးပေါ့ညံမမရှိတာဆိုတော့ဘာလဲဆိုတော့မလောက်ရဘူးတိလား ဖုန်းတစ်လုံးနဲ့သူ့ဖုန်းကဘယ်လောက်တန်လဲ iPhone နောက်ဆုံးပေါ်လဲမဟုတ်ဘူးကွာသိရမလားအဲ့တော့ဘာလဲဆိုတော့ငါကတော့လူလေကြလိုက်တာပဲအဲဒီလိုသူ့ကိုသူကလဲတယ်ပေါ့လောကကြီးမှာလဲတယ်ဆိုတာမရှိဘူးသိလားကိုတက်လဲတဲ့လူတွေအများကြီးပဲအဲ့တော့ဘာလဲဆိုတော့အဲ့ဒီတငယ်ချင်းဟာကျမတငယ်ချင်းဟာသူ့ကိုသူကနေဘယ်တော့မှထွက်ပြေးလို့မရဘူးသူငရေခန့်နေရမှာပဲလေဟုတ်တယ်နော် အဲ့ဒါလေးကိုလာပြောတာပါငွေချင်းအချင်းချင်းကိုဒီလိုမျိုးခွဲခြားတာတော့လုံးဝမကောင်းလीနော်ကိုဘလောက်ပဲချမ်းသာတာနော်အဲ့လိုမျိုးနှိမ်ချပြီးတော့ဆက်ဆံတာတော့လုံးဝမကောင်းရှင့်ခုပုံမှာဒီလိုမျိုးစစ်မှန်တဲ့ငွေချင်းရှိမရှိဆိုတာနော်ကိုအစင်မပြေရဲ့အချိန်ကိုဒုက္ခရောက်နေတဲ့အချိန်မှသိတာရှင့်ကိုအစင်ပြင်းနေတဲ့အချိန်မှာနော်ဘီနာရှိတဲ့သူတွေကဒါအလကားပဲနော်ဒါကိုရှိနေတဲ့အချိန်မလို့သူတို့ကလာကြတာရှင့်တကယ်လို့ကိုဒုက္ခရောက်ကြည်နော်အဲ့ဒီလူမျိုးတွေကကိုအနာမှရှိမှာမဟုတ်ဘူးနော်ကိုအစင်မပြေတဲ့အချိန်မှာအနာမှရှိပြီးတဲ့မိတ်ဆွေတွေငွေချင်းတွေကိုတန်ဖိုးထားတတ်ပါစေ ီရှင်ကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိလိုက်ပါကြည့်ရှုပြီးတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်